မင်္ဂလာပါကျွန်တော်ရဲ့ K Bro Channel မှာကြိုဆိုပါတယ်ဒီဗီဒီယိုလေးကကျွန်တော်ငါးမျက်နှာဖျောက်သွားဖူးခဲ့တဲ့ဗီဒီယိုလေးဖြစ်ပါတယ်ငါးမျက်နှာဖျောက်ရောက်ဖူးတဲ့လူတွေကြော်သွားလို့ရပါတယ်ငါးမျက်နှာဖျောက်ကိုဘယ်လိုသွားလဲဆိုတော့ကျွန်တော် ကားစီးပြီးတော့သွားပါတယ် Oh my god ငါးမျက်နှာဖျောက်ကိုကျွန်တော်ထိုင်းနိုင်ငံမှာဟာချိန်ကနေည9:00နာရီလောက်ကားစီးပြီးထွက်ခဲ့ပါတယ်လမ်းမှာစီဆိုင်မှာကျွန်တော်တို့၃-၄နေရာလောက်ဝင်သားပါတယ်နောက်ဆုံးနားတဲ့နေရာမှာတော့ကျွန်တော်တို့အဒီရောက်ခါနေနောက်ဆုံးနားတဲ့နေရာမှာကျွန်တော်တို့ ဒီအပေါ်စားလေးလဲရပါတယ်အပေါ်စားလေးလဲချင်တဲ့လူတွေလဲခိုင်းပါတယ်အဲ့ဒီကျွန်တော်တို့အပေါ်စားလဲပြီးတာနဲ့ကျွန်တော်ကားအသေးချိန်နဲ့ကားကြီးအသက်လို့မရဘူးဗောနော်ကားသေးနဲ့ချိန်ပြီးတော့ကျွန်တော်လုံငါးမြင့်တော့ဖျောက်ဆက်ထွက်ခဲ့ပါတယ်ဆိုတော့အဲ့လိုနဲ့ကျွန်တော်ဟိုငါးမြင့်တော့ဖျောက်ကိုမနေ့6နာရီလောက်ကျွန်တော်ရောက်တာဗောနော်မနေ့6နာရီလောက်ရောက်ခဲ့ပါတယ်ဒါကတော့ကားရပြည်တဲ့နေရာကနေငါမြင်တာဖရားရေးပြင်းတော့ကိုစတဲ့တဲ့မြင်ကွင်းလေးဖြစ်ပါတယ်။အရင်မဝေးပါဘူး။2မိနစ်3မိနစ်လောက်ပဲတည်ရပါတယ်ခင်ဗျာ။ ဒါကတော့ငါးမျက်နှာဖျားကိုစားသိနေတဲ့ချိန်မြင်ရမယ့်မြင်ကွင်းလေးပဲဖြစ်ပါတယ်။အဲ့လိုနဲ့ကျွန်တော်ငါးမျက်နှာဖျားရေးပြတော့ရောက်ခဲ့ပါတယ်။ငါးမျက်နှာဖျားရဲ့အရှိမဇေဒီလေးနဲ့ဆူနဲ့ဘေးပပတ်လည်းမှာစင်နူးတော်တွေနဲ့တခြားအရာတွေအများကြီးလည်းရှိပါသေးတယ်။နောက်ပြီးငါးမျက်နှာဖျားကိုငါးမျက်နှာဖျားထိုင်တော်မူရဲ့သူကကြာပန်းသုံးဆစ်ပေါ့နော်ကြာပန်းဟိုသုံးဆစ်ဝင်လို့ရတယ်။အထက်သုံးထပ်ပေါ့နော်။အဲ့ဒီတောက်ထက်ရဲ့အသွင်းဖိတ်လို့ဝင်ပြီးတော့အဲ့ဒီဖျားဝင်ဖူးလို့ရပါတယ်။အဲ့ဒီအသွင်းဖိတ်ပါလဲစင်းလူတော်တွေများရှိပါသေးတယ်။အဲ့ဒီထက်ကိုလည်းဝင်ပြီးတော့ဖူးလို့ရပါတယ်။ ကျွန်တော်ပထမဆုံးထပ်ကိုတက်ခပါတယ်အပေါ်ရောက်ဖို့ကတော့နည်းနည်းလေးစောက်ရပါတယ်ဖះလာရောက်ဖို့ကြတဲ့အဲ့တဲတွေကအရန်များတော့ကိုယ်လည်းကြောက်ဖို့ဟိုစောက် ပြီးတော့တက်ရပါတယ်ပြီးတော့အသွင်းဘက်ကိုဝေပြီးတော့ဖះဖူးခဲ့ပါတယ်အဲ့ဒီမှာကျွန်တော်တို့တင်ကန်းတွေပါလေလဲကလူလို့ရပါတယ်ခင်ဗျာဒါတော့ငါမျက်နှာဖះရှိမှမြင်ရတဲ့ဇေဒီလေးနဲ့စုပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့ဒုတိယထပ်ဖြစ်ပါတယ်ဒုတိယထပ်အတွင်းဖက်မှာကြတော့ အဒီငါမင်းနာဖျားမြင်ကွင်းကိုဗီဒီယိုရိုက်ပြီးတော့ပြသထားတယ်ငါမင်းနာဖျားရုပ်ပွားတော်နဲ့အတွင်းဖက်မှာဒီစင်တူတော်တွေအများရှိပါသေးတယ်ဖျားဖူးဝင်ရောက်ဖူးလို့ရပါတယ်ခင်ဗျာငါမင်းနာဖျားအောက်ဆုံးထက်အတွင်းဖက်မှာဖျားဝင်ရောက်ဖူးလို့ရတဲ့အပြင်ငါမင်းနာဖျားရုပ်ပတော်လေးလည်းဟိုရောက်มาတယ်ဝယ်ပြီးတော့အိမ်မှာပူဇော်လို့ရပါတယ်အခြားလက်ကောက်တို့ဖျားဆွဲကြိုးတို့လေးလည်းအများကြီးရှိပါတယ်ပြီးတော့အတွင်းဖက်မှာဖျားဖူးလို့ရတဲ့အပြင်သူကတခြားဖျားစင်တူတော်လေးလည်းအများကြီးရှိပါသေးတယ်ခင်ဗျာဒါ မမျက်နာဖျားအာဆုံးတဲ့အတွင်းဖက်မြင်ကွင်းလေးဖြစ်ပါတယ်ခင်ဗျာမမျက်နာဖျားအတွင်းဖက်မှာရှိတဲ့ဖျားတွေကိုဖူးပြီးကျွန်တော်ပြန်ထွက်လာခဲ့ပါတယ်ဒါကတော့မမျက်နာဖျားရင်မြေတော်ရဲ့မြင်ကွင်းလေးဖြစ်ပါတယ်ဖျားလာရောက်ဖူးကြသူတွေအရန်ကိုများကြပါတယ်โอเคဒါကတော့မမျက်နာဖျားအရှိရဲ့ဇေဒီလေးနဲ့စုဖြစ်ပါတယ်တစုကတော့အထက်၃ထက်ရှိပါတယ်အတွင်းဖက်ဒီမှာဖျားဆင်းလူတွေအများကြီးရှိပါတယ်ဝင်ရောက်ဖူးလို့ရပါတယ်ခင်ဗျာ ဒါကတော့ဇီရီလေးဖက်ကနေငါမျက်နှာပြောင်မြင်ရတဲ့မြင်ကွင်းလေးဖြစ်ပါတယ်။ဇီရီရဲ့အတွင်းဖက်မှာလည်းဒီတခြားဆင်းနုတော်တွေအများကြီးရှိပါတယ်။ဝင်ရောက်ဖူးလို့ရပါတယ်။ဟိုတပ်ပိုးရိုက်လို့မရဘူးလို့ကတ်တက်ထားတဲ့နေရာမျိုးတော့မရှိပါဘူးခင်ဗျာ။အားလုံးရိုက်လို့ရပါတယ်။အတွင်းဖက်မှာရှိတဲ့ဒါမြင်ကွင်းလေးဖြစ်ပါတယ်။ဇီရီရဲ့အတွင်းဖက်မှာရှိတဲ့မြင်ကွင်းလေးဖြစ်ပါတယ်။အတွင်းဖက်မှာအဲဒီတခြားဆင်းနုတော်တွေလည်းအများကြီးရှိပါတယ်။ဖျားဖူးရင်တပ်ပိုးတွေလည်းရိုက်လို့ရပါတယ်ခင်ဗျာ။ စီဒီရဲ့အပေါ်ဆုံးထက်အတွေ့ဖက်မှာရှိတဲ့ဖိအားတွေကိုဖူးပြီးကျွန်တော်ပြန်ထွက်လာခဲ့ပါတယ်။ပြီးတော့အောက်ဆုံးထက်ကိုဝင်ခဲ့ပါတယ်။အောက်ဆုံးထက်မှာကျတော့ဝင်ဝင်ချင်းအဝမာဒီလိုအယုတ်ပုံးနှစ်ပုံးရှိတာပေါ့။အယုတ်ပုံးနှစ်ပုံးရှိပါတယ်။ပြီးတော့အလယ်မှာဖိအားဆင်းလို့တော့တဆူရှိပါတယ်။အယုတ်ပုံးနှစ်ပုံးကတော့သူကဒီပစ်ဆန်၁၀ဘတ်ထည့်ရပါတယ်။၁၀ဘတ်ထည့်ပြီးတော့သူက အထက်ကအယုတ်တွေကလှုပ်ရှားလာတော့ဗောနော်အတန်ထွက်ပြီးတော့လှုပ်ရှားလာတယ်အဲ့လိုခါမှာသူတို့တက်ပုတ်ရိုက်ပြီးတော့ဗီဒီယိုရိုက်တယ်တက်ပုတ်ရိုက်တယ်အဲ့လိုမျိုးတွေထားလာပေးထားပါတယ်ပြီးတော့အတွင်းဖက်မှာလည်းဖျားဆင်းတို့တော်တွေအများကြီးရှိပါသေးတယ်ခင်ဗျာဝင်ရောက်ဖူးလို့ရပါတယ်ဖျားဆင်းတို့တွေရှိပါသေးတယ်ဝင်ရောက်ဖူးလို့ရပါတယ်ခင်ဗျာဒါကတော့ CD ရဲ့အဆိုးထက်အတွင်းဖက်မှာရှိတဲ့ဖျားဆင်းတို့တော်တွေရဲ့မြင်ကွင်းပဲဖြစ်ပါတယ်ခင်ဗျာအရန်ကိုတက်ပဲကြည့်ညိုစရာကောင်းတော့ပါတယ်မမြင်တာဖျားရောက်ခင်မဲ့ဆိုရင် ငါမျက်နာဖျားအပြင်ငါမျက်နာဖျားရဲ့အသွေးဘက်မှာရှိတဲ့ဖျားဆင်းတူတော်နဲ့စီဒီရဲ့အသွေးဘက်မှာရှိတဲ့ဖျားဆင်းတူတော်တွေကိုဖူးခွဲချဖို့တိုက်တော်ချင်ပါတယ်ခင်ဗျာအရန်ကိုတက်ပဲကြီးညိုစရာကောင်းလို့ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့မဲ့လို့မျှော်လင့်ပါတယ်ဒါတော့ငါမျက်နာဖျားပဲဖြစ်ပါတယ်ခင်ဗျာ